ကိုယ်တိုင်နေဖို့အတွက်ပဲဖြစ်ဖြစ်ရင်းနှီးမြှုပ်နှံဖို့အတွက်ပဲဖြစ်ဖြစ်မျိုးတွေတိုက်ခန်းတွေဝယ်ယူပြီးစာချုပ်ချုပ်တယ်ဆိုရင်ဘလို့အချက်တွေကိုတတိထားရမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုနဲ့နေပြပြပြပါဖြစ်ပါတယ်မျိုးဝယ်မယ်ဆိုရင်ပထမဆုံးအရေးကြီးဆုံးအချက်ကပိုင်ဆိုင်မှုမှတ်တမ်းသို့မဟုတ်မိတူတွေအစ်စ်ဖြစ်လားဆိုတာကိုသေချာသိရပါမယ်နောက်ထပ်ဒီပိုင်ဆိုင်မှုအထောက်ထားနဲ့ဘယံတက်တန်းတွေကိုသိချာစစ်ဆေးရပါမယ်အခြားရေးကြည့်တဲ့အချက်တွေကတော့အခွန်တွေးကြံရှိမရှိ အစင်းစင်တွဲပြောင်းခဲ့တယ်မြေဆိုရင်မိတူတွေမူရင်းတွေစာချုပ်တွေကိုတေချာစစ်ဆေးမှုလုပ်ပါတယ်နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကတော့အမွေခံမြေဆိုရင်အမွေလက်ခံတွေအားလုံးရဲ့မှတ်ပုံတင်မူရင်းတွေမှတ်ပုံတင်မိတူတွေသူတို့ရဲ့သက်ဆိုင်တဲ့လက်မှတ်တွေကိုတေချာစစ်ဆေးဖို့လိုပါတယ်။တိုက်ခန်းဝင်ယူမယ်ဆိုရင်တော့အခန်းပေးအခန်းယူစာချုပ်အမူရင်းမိတူတွေလိုအပ်ပါတယ်။ နောက်တစ်ခုက BCC ရဲ့အရှိကောင်း Building Complete Certificate ဆိုင်ရွက် made to ရှိလားဆိုတာကိုလိုအပ်ပါတယ်နောက်ဆုံးအရေးကြီးတဲ့တစ်ချက်ကတော့ရေကုန်မီးကုန်စီပင်ကုန်စတဲ့အခွန်နာမည်တွေမှာဘလူနာမည်ပေါက်နေတာလဲအစစ်အစစ်ရောင်းချခဲ့တဲ့စာချုပ်တွေရဲ့အဆက်ဆက်စာချုပ်တွေမူရင်းတွေစစ်ဆေးဖို့လိုပါတယ်မြေတွေတိုက်ခန်းတွေဘဝယူခင် final စာချုပ်မချုပ်ခင် CMB စာချုပ်အရေးကြီးပါတယ် ဆီယံဘေးစာချုပ်ထုတ်တဲ့ခါမှာလဲလိပ်စာငွေမောင်းတွေအတိအကျထည့်ဖို့လိုအပ်ပါတယ်။ရောင်းသူဝယ်သူရဲ့မှတ်ပုံတွေတွေလည်းလိုအပ်သလိုအတိတ်တဲ့နေရာမှာလက်မှတ်ထိုးပေးတဲ့သူတွေရဲ့မှတ်ပုံတွေအတိအကျလည်းလိုအပ်ပါတယ်။ဒီလိုစနစ်တကျသွားမှသာနှုတ်ဦးနှစ်ဖက်အကျိုးရှိမယ်ဖြစ်ပါတယ်။မိတ်ဆွေအနေနဲ့ဒီဗီဒီယိုကိုကြည့်ပြီးအကျိုးတစုံတရားရှိခဲ့ရင်ဗီဒီယိုရဲ့ comment အောက်မှာ yes လို့ရေးခဲ့ပါ။ ကျွန်တော်ကတော့ Union House မြန်မာအခမဲ့အိမ်ချမ်းမြေ website ပုံနဲ့ data system ဖြစ်ပါတယ်။စိတ်ချမ်းသာခြင်း၊ကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံပါစေမိတ်ဆွေ။